အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဝေမျှခြင်းတဲ့ဗီဒီယိုဖိုင်လေးကတော့လာအိုနိုင်ငံမှာရှိတဲ့ကျွန်တော်တို့မြန်မာရွှေပြောင်းအလုပ်သမားတွေမိနစ်အနည်းငယ်အလုပ်ကိုနောက်ကျတဲ့အတွက်ကြောင့်ပြဿနာတက်နေပါတယ်ဒီပြဿနာတက်တာနဲ့ပတ်သက်ပြီးတော့တတိကကျွန်တော်တို့မြန်မာနိုင်ငံသားရွှေပြောင်းအလုပ်သမားတွေအပေါ်နှိမ်ပါတယ်အဲ့ဒါကိုမကျင်တဲ့အတွက်ကြောင့်ဆန္ဒပြမှုအနည်းငယ်ဖြစ်ပွားတယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ကပြန်လည်ဝေမျှပေးချင်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ကြည့်လိုက်ကြရအောင် ကဲမြမာတွေအကုန်လုံးပဲရှိသမျှအလုသမားတွေအကုန်လုံးစုပြီးတော့အလုထက်ကြပါတယ်အလုကတမိနစ်နောက်ကြလို့ရက်တရုတ်ကမကြိုက်ဘူးဒီလိုတမီးကြီးကိုလည်းခေါ်มาလဲကြောက်ရောက်ခဲ့900ပဲရှိတယ်။တော့900ပဲရှိသေးတယ်။ဒီနေ့မှ900ပဲပါ ဆိုးလို့မှာဟာကိုကြီးဆူဝမလားတခါတည်းရှင်းပြမလားပါတော့မသိနော်ကိုတို့မာနာကြီးနေရသေးရဲ့နော်တမိနဲ့နမိနေကိုမာနာကြီးနေသေးရဲ့စဉ်းစားလို့မရဟာကျတော့တူအများကြီးပါပဲလို့မယ်မြန်မာတွေအများကြီးညီညွတ်ညွတ်နဲ့အကုန်ထွက်တာပါလို့အလုပ်တွေမခံကြပါဘူးကိုမြန်မာတွေကိုနှိပ်တိုင်းနှိမ်တော့ ဘယ်သူမှမခံကြဘူးဟုတ်တယ်အာမတက်ကြီးဟုတ်တယ်လေအဲကြောင့်ကိုမြင်မာတွေနှိမ်တော့လို့မခံတော့ဘူးကိုအကုန်လုံးညီပါတယ်လို့အကုန်လာခဲ့တဲ့မြန်မာတွေအကုန်လုံးသွားပြီလို့ရှေ့ရှေ့သွားကြရင်အများကြီးပဲအကြောင်းနဲ့ခါခရရရခါခရတော့နောက်ပြန်အကုန်လုံးမြန်မာတွေအကုန်လုံးနဲ့ဟုတ်လားဟာခါခါပြ

เออีกูเยอะแล้วเปียวเนี่ยแหละแม่ดินี่ก็ไปไม่ซ่าแล้วลูกเออไปนี่นะนาวูยะสวยอ้าวรู้สึกอะไรอ้าวตะหนีไล่นี่เนี่ยเราชื่อชื่อเฉยก็มาโปรไฟเฉยโดนมากกว่าอยู่มาเจอมาไม่ต้องโหดตอนนี้ครับได้ๆมาดู လိုက်လွင်တာလေလိုက်ပါပြီလေပြန်တမင်းနဲ့တော့ကြလို့တဲ့တမင်းနဲ့တော့ကြလို့အဲ့နဲ့အကုန်လုံးမြန်မာတွေအကုန်လုံးစုပြီးပြန်လာကြအဲခဏလှုပ်ဆင်းလာဟာနားရဟာအကုန်လုံးမြန်မာတွေရှိသမျှအကုန်ပဲဒါတော့ကျွန်တော်တို့လာအိုနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံသားတွေရဲ့ဘဝပါပဲအဲ့တော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ကိုယ်နိုင်ငံထက်တာပါတယ်လေဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့အနီးနားပတ်ဝန်းကျင်မှာရှိတဲ့အိန္ဒိယနိုင်ငံတွေကိုကျွန်တော်တို့ရွှေပြောင်းအလုပ်သမားတွေအနေနဲ့ကျွန်တော်တို့ထွက်ကြတယ်မျိုးစုံနီလန်းမျိုးစုံနဲ့ကျွန်တော်တို့နိုင်ငံပြင်ပကိုထွက်ပြီးတော့အလုပ်လုပ်ကြရတယ်အဲ့လိုလုပ်ကြတဲ့နေရာမှာဒီနောက်ပိုင်းလာအိုဆိုတဲ့နိုင်ငံတခါမှစိတ်ကူးတော့မမြင်ခဲ့ဘူးတဲ့လာအိုဆိုတဲ့နိုင်ငံမှာကျွန်တော်တို့မြန်မာလူမျိုးရွှေပြောင်းအလုပ်သမားတွေအများကြီးပါအဲ့နိုင်ငံမှာကျွန်တော်တို့ရွှေမြန်မာတွေဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့ခြံလုပ်ငန်းတွေလယ်လုပ်ငန်းတွေ เนาะကျွန်တော်တို့အသီးနှံကူးဒီလုပ်ငန်းကတော့ဒါပဲတီးကူးလုပ်ငန်းလို့သိရတယ်ဆင်းရဲတယ်အစားဆင်းရဲတယ်အနေဆင်းရဲတယ်ရတဲ့လစာကလည်းဘာမှရတာမဟုတ်ဘူးကိုယ်နိုင်ငံထက် တားတယ်ဆိုတဲ့စိတ်နဲ့သွားပြီးတော့အလုပ်လုပ်ကြတာကိုယ်နိုင်ငံထဲမှာမှအဆင်မပြေပဲဗျာအဲ့တော့ရတဲ့နိုင်ငံမှာအလုပ်လုပ်ကြတဲ့သဘောပါပဲเนาะကျွန်တော်ကဒီဗီဒီယိုလေးကို တင်ပြပေးချင်တာက ကိုယ်နိုင်ငံသားတွေသူများနိုင်ငံမှာဘလို့အခြေအနေရှိလဲကိုယ်နိုင်ငံထဲမှာရှိရတဲ့လူတွေလည်းဒီလိုလာအိုလိုနိုင်ငံမျိုးကိုသွားရင် ဘာတွေဖြစ်နိုင်လဲသွားသိရလားအခြေအနေတွေလာအိုနိုင်ငံမှာဘယ်လိုရှိလဲသိရအောင်ကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်တချို့ကနိုင်ငံထဲမှာ EECC ပါပဲเนาะကိုမထီတော့လဲကိုရဲ့တကိုရဲ့တကာရကိုမိသားစုเนาะတတရာရှိနေတယ်ဆိုရင်နိုင်ငံကလည်းတာယာနေတယ်လို့ထင်နေတဲ့တချို့တချို့သောသူတွေအတွက်တခြားနိုင်ငံတွေမှာရောက်ရှိနေတဲ့ကိုရဲ့ရွှေမျိုးရွှေမြမာတွေကိုရဲ့လူမျိုးကိုရဲ့နိုင်ငံသားတွေ

အခုဝင်တဲ့တော်တော်များပြောလာတယ်ကအပြည့်တနာတွေကတော့တလုံးနဲ့ရှင်းပါတလုံးဒီပြည့်တနာကိုဘာလို့ကိုရှင်းမေးမလားရှင်းမေးဘူးလားဆိုတာဘာလို့တလုံးနဲ့ပြောမှာဝင်တဲ့တဲ့စီစီလုံးလုံးလုံနိုင်လားမလုံနိုင်ဘူးလားဝင်တဲ့တောင်းဆိုတာဘလို့တိုက်ပြီးလုံနိုင်လားမလုံနိုင်ဘူးလားဆိုတာပြောမှာဟုတ်တယ်မလားအဲ့ဒါကသတိတရားသေးပြခိုင်းလိုက်သူတို့တော့ပြောလိုက်မယ်ဟုတ်တယ်နော်အခုနေခင်း 深夜的，喏，深夜的失落，一看一看不娃

်တထင်းနဲ့အဲ့တရုတ်တောင်းရောက်နေခါလားပြောမှာခါပေါ်ရှိခါရှိခါရှိလို့ဆိုခါရှိခါရှိဒီကမှနောက်ရေးအဲဒီရသတို့ကိုပြောမှာလူပုံစံဘလူပုံစံသူတို့ကိုပြောပြမှာဒီကမှနောက်ရေးမကြဘူးဝန်ထမ်းတွေကဒီလိုသူတို့တောင်းဆိုတဲ့မင်းတို့လောက်နိုင်လားအကောင်တွေမေးမှာသူတို့မလောက်နိုင်ဘူးဆိုရင်သူတို့ပြန်ခိုင်းမှာ โอเคပါဒီပြဿနာနဲ့ပတ်သက်ပြီးတော့ဒါကိုရောက်မြန်မာ ရွှေပြောင်းအလုတ်သမားအမျိုးသမီးတူကပြောပြထားတာလေးကိုလည်းကျွန်တော်တို့နားထောင်ကြည့်အောင်အလုတ်လုတ်တာတခြားချင်းပြအောင်ဆိုလို့အလုတ်ကပဲသီးခူးအလုတ်ပါမနေ့ကင်းကဆန္ဒပြတယ်ဆိုတာတခြားအဖွဲ့နဲ့အလိုမျိုးခေါင်းဆောင်နဲ့စကားများတယ်တဲ့တေယောခေါင်းဆောင်နဲ့အဲ့ဒါ၄မိနစ်ဆိုလား၃မိနစ်ဆိုလားမသိနောက်ကြတာ နောက်ကြလို့တရုတ်ကောင်းကတမနခင်းခဖြတ်တယ်တဲ့အဲမခံနိုင်လို့ပြန်ပြီးတော့အလုတ်ဟာပေါ့ကိုနေတဲ့နေရာကိုတစ်ခွေလုံးပြန်ပြီးတော့ရှင်းတာအခုတော့ရှင်းသွားပြီတတိမာပြန်ရှင်းတဲ့လူကိုတခါတည်းကုပ္ပစံထုတ်ပေးတယ်တော်တော်များများလည်းပြန်ကြတယ်ကိုကတော့ကိုခက်ခက်နဲ့ကိုမလို့မပြန်နိုင်သေးဘူးအလုတ်ထဲမှာကြက်နေခဲ့တယ်လူတွေလည်းအများကြီးထက်ခေါ်ပါတယ်လုံနိုင်တဲ့လူပေါ့မလုံနိုင်ရင်တော့မလာနဲ့ အစားအသောက်ကလည်းဆင်းရဲတယ်အလုပ်ကလည်းလုံးဝမနာဘူးမနေ့6ခွဲအရောက်ရခင်းနေဦးညနေကျရင်9နာရီလောက်သိမ်းပေါ့ဦးဒီမရှိရင်တော့9နာရီခွဲလို့ပြောတယ်လုံနိုင်မှလာကြပါလို့အများကြီးခေါ်တယ်ယောက်ျားလေးမင်းကလေးလစာကတော့1200ယောက်ျားလေးကတော့1400တဲ့ထပ်လျှော်ဦးမှလို့လည်းကြားရတယ်အဲ့တော့မတီးဘူးပေါ့နော်ကြားတဲ့အကြောင်းလေးပြန်ပြောတာ ဆင်းတော့ဆင်းပြလိုက်ပြီဒါတော့လောင်နိုင်ငံမှာရှိတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့လက်ရှိဖြစ်နေတဲ့ပကတိအမှန်တရားတွေပါအဲတော့လာအိုဘက်ကိုသွားမဲ့မြန်မာအလုပ်သမားတွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ချင်းချင်းစဉ်းစားကြပါဟုတ်ပြီနော်ပြဿနာတွေကတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်မြန်မာဆိုလို့ရှိရင်ဘယ်လိုနေရာမျိုးမှာရှိတယ်ဘယ်လိုအဆင့်တန်းမျိုးမှာရှိတယ်ဆိုတာဒီဗီဒီယိုတွေကိုအကြည့်ချင်းအပြင်သိလောက်မှာပါ အဲ့တော့ကျွန်တော်တို့နိုင်ငံကလောလောဆယ်မှာနိုင်ငံတကာအလဲမှာမျက်နှာမျက်နှာပန်းမလှဘူးနိုင်ငံတကာအလဲမှာတင်ငယ်ရတဲ့နှိမ်ခံရတဲ့ဒီလိုဘဝကဘယ်အချိန်ကျွတ်မှာလဲအများဆုံးကျွတ်ပါစေလို့လည်းကျွန်တော်တို့ဆုတောင်းပါတယ်ကျွန်တော်တို့အားလုံးလည်းဒီလိုဘဝမျိုးကနေကျွတ်ဖို့ဝိုင်းဝန်းစူးစမ်းကြပါစို့လို့ကျွန်တော်ကပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါ